အီရန်ဆိုရရှင်းတဲ့ဘုအတွက်အနေရရှိနေပြီလို့အီရန်အုပ်ဆောင်ကြီးအရာဒိုလာလီခါမီနီကိုသမ္မတပူတင်ကတတိပေးလိုက်ပါတယ်။အစ္စရေးနဲ့ဖြစ်နေတဲ့တိုက်ပွဲတွေကိုကင်တွယ်ဖြေရှင်းနိုင်ဖို့အီရန်ကတိုက်တွန်းနေတဲ့အတွက်ရုရှားသမ္မတပူတင်ဟာအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ဖုန်းပြောဆိုဆွေးနွေးခဲ့ပါတယ်။အီရန်အုပ်ဆောင်အလီခါမီနီဟာ၎င်းတို့အစိုးရအနေနဲ့အစ္စရေးနဲ့တိုက်ပွဲများကြားဆက်လက်ရှင်သန်ရေးအတွက်အနေရရှိနေပြီလို့ပူတင်ကတတိပေးကြောင်း အစ္စရေးဟာရုံသတင်းဌာနဆိုပါတယ်။အီရန်ရဲ့နျူကလ িয়ার နဲ့စစ်ပဆိုင်ရာဒေနီယာတွေကိုတောက်ကြနေမှာလေကြောင်းကတိုက်ခိုက်လို့အီရန်ကလည်းအစ္စရေးကိုပြန်လည်တိုက်ခိုက်ပါတယ်။အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုဟာအီရန်ရဲ့နျူကလ িয়ার ဆင်လက်နက်တွေအတွက်အသုံးပြုနိုင်တဲ့ရေနီယာသက်စီအီရန်ရဲ့စူးစမ်းမှုဟန်တာထိမ့်သိမှုအမေရိကန်ကအီရန်နဲ့သဘောတူညီမှုတရရရှိဖို့စူးစမ်းနေချိန်မှာအစ္စရေးကလေကြောင်းတိုက်ခိုက်လာတာဖြစ်ပါတယ်။ မနေ့ကအီရန်ရဲ့အတံလွင့်ဌာနကြီးကိုအစ္စရေးရဲ့မဇိုင်းတုံကြားရောက်ပောက်ကွဲပြီးနောက်ဒါအပြင်အီရန်ယူနီယံတပ်စင်တဲ့စေုံတွေကိုအစ္စရေးတို့ကဒုံးကျည်တွေနဲ့ဖိခတ်တိုက်ခိုက်ပြီးတဲ့နောက်မှာတော့အီရန်ကသမ္မတပူတင်ကို တောင်းဆိုခဲ့တယ်ဆိုပါလေအီရန်ရဲ့တောင်းဆိုချက်မှာသမ္မတထရန့်ထံဖုန်းဆက်ပြီးတိုက်ပွဲတွေရေဖြည့်ရှင်းဖို့ဆွေးနွေးခဲ့တယ်လို့ဆိုပါလေအဲ့ဒီလိုဖုန်းပြောဆိုပြီးနောက်ပူတင်ကကမ်ပနီထံမှာ ကမ္ဘာနီရဲ့အစိုးရဖွဲ့ဆက်လက်ရှင်တွေမှာအနေရရှိနေပြီလို့သတိပေးပါရယ်အမြန်ဆွေးနွေးညှိနှိုင်းမှုအကြံပြုပါရယ်တီဟီရယ်မှာရှိတဲ့ရုရှားပြည်အုံနဲ့နေမှုဘေးလွတ်ရာရွှေ့ပြောင်းမှုလည်းညွှန်ကြားခဲ့ပါရယ်ထရန်ကတော့တမရပူတင်ကဒီမနက် ဖုန်းဆက်ပြီးကျွန်တော်ဝင်နေတဲ့အတွက်အထူးဆုမကောင်းတောင်းပေးပါရယ်လို့ဆိုပါရယ်ပူတင်ကအစ္စရေးအီရန်စစ်ပွဲအဆုံးသတ်ရေးကအရေးကြီးကြောင်းပြောလာလို့အစ္စရေးအီရန်စစ်ပွဲဖြင့်ပူတင်ရဲ့ယူကရိန်းစစ်ပွဲနဲ့အဆုံးသတ်တဲ့ကြောင်းမိမိပြန်လည်ပြောဆိုခဲ့တယ်လို့ထရန်ကထပ်လောင်းပြောပါရယ် ဒါအပြင်တရုတ်ကလည်းအီရန်ကိုရောအစ္စရေးကိုပါပြောပါတယ်ဒေသကြီးတစ်ခုလုံးကတောင်းကနေမဖြစ်စေဖို့အတွက်တင်းမောင်းမှုတွေရော့ပါဖို့ချက်ချင်းဆွေးနွေးဖို့ပြောခဲ့ပါတယ်ဒေသတစ်ခုလုံးပုံပြီးချင်းနေဆိုးွားမှာဒီလိုမဖြစ်အောင်ပြည်ထနာတွေကိုညှိနှိုင်းဆွေးနွေးတဲ့အနေနဲ့ဖြေရှင်းနိုင်ရင်လမ်းကြောင်းမှာပြန်ရောက်သွားဖို့အတွက်တင်းမောင်းမှုတွေရှော့ချဖို့အစီအမံတွေချက်ချင်းလုပ်ဆောင်ဖို့အားလုံးကိုတိုက်တွန်းချင်တယ်လို့တရုတ်နိုင်ငံခြားရေးဝန်ကြီးကပြောပါတယ် ဆယ်စုနှစ်ပေါင်းများစွာကြာရန်လိုမှုနဲ့ရှေ့ကြတဲ့စစ်ပွဲတွေကိုကြားခံနေတဲ့လူဝဆစ်စီဆင်နွဲခဲ့တဲ့နောက်အစ္စရေးကအီရန်ကိုအရင်ဘက်ကအလေးငယ်ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုဟာအခုထိအပြင်းထန်ဆုံးစစ်ပွဲဖြစ်ပြီးရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးလွှမ်းခြုံသွားနိုင်ပြီးတော့ရေရှည်ပဋိပက္ခဖြစ်နိုင်မှာကိုစိုးရိမ်ရပါတယ်။သူတို့တိုက်ခိုက်မှုဟာအီရန်နျူကလ িয়ার နဲ့စစ်ရေးစောက်အုံတွေကိုထိမှန်ခဲ့ပြီးထိတ်တန့်တပ်မှုတွေသေဆုံးခဲ့ပါတယ်။ ဒါပေမဲ့အီရန်ခေါင်းဆောင်ကြီးအရာဒိုလာအလီကမ္ပဏီကိုတပ်ဖြတ်ဖို့အစ္စရေးရဲ့အစီအစဉ်ကိုတော့ထရန့်ကလုံးဝလက်မခံပဲပယ်ချခဲ့တယ်လို့ဆိုပါတယ်။တရုတ်ကအီရန်နဲ့နေဆက်တဲ့ဆက်ဆံရေးရှိပါတယ်။အီရန်တရုတ်ဟာအကြီးဆုံးကုသရေးဝယ်ပတ်နိုင်ငံတွေဖြစ်ပြီးတော့အမေရိကန်ရဲ့ပိတ်ဆို့အရေးယူမှုခံထားရစေဖြစ်တဲ့အီရန်ရေနံကိုအဓိကဝယ်ယူသူလည်းဖြစ်ပါတယ်။တင်းမောင်းမှုရှိန်မြင့်လာခြင်းကိုရှိန်သက်ဖို့ချက်ချင်းလှုပ်ဆောင်ဖို့သက်ဆိုင်သူအလုံးကလုပ်တင်ပါတယ်။တင်းမောင်းမှုကိုလျှော့ချကြပါဆိုပြီးတရုတ်ကပြောပါတယ်။ ်အင်အားသုံးပြီးရေရှည်ငွေကြေးကိုလည်းမရယူနိုင်ဘူးလို့ဆိုပါတယ်။သက်ဆိုင်သူအားလုံးနဲ့စစ်တော်ရေးလက်ချောင်းကိုတရုတ်ကဆက်လက်ထိန်းသိမ်းတောင်းဝန်ဖြစ်ပြီးတော့ငင်းကြေးကိုပြည်တင်ပြီးတော့ဒေသတွေနောက်ထပ်ဒီလိုဖြစ်ရတယ်မဖြစ်အောင်ကာကွယ်ရေးအတွက်အားလုံးပေါင်းနဲ့တွဲဆုံဆွေးနွေးကိုအားပေးတယ်လို့တရုတ်ကဆိုပါတယ်။နောက်ထပ်ဒီဘုတ်ပြောချင်ပါတယ်။အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေပြင်းထန်နေတဲ့အချိန်မှာအီရန်တို့ကဘာကြောင့်ဒုံးကျည်တွေကိုအဆက်မပြတ်ပြန်ပစ်နေနိုင်ရတာလဲ။ဒါကလည်းစိတ်ဝင်စားမှုကောင်းပါတယ်။ ။အစ္စရေးကအီရန်တို့ရဲ့ဒုံးကျည်ပစ်စင်မြောင်းများကိုဖျက်ဆီးခဲ့တယ်လို့ပြောနေသေးတယ်အောင်အီရန်ကတော့ဇက်တိုက်ဖြစ်နေတော့ပဲဖြစ်ပါလေ။ဒါဆိုရင်အစ္စရေးဖြစ်တဲ့နေရာကမှားရွံ့တာလား။အီရန်ကပဲဘယ်နေရာမှာသိမ်းဆီးထားတာလဲ။ဒါကလည်းစဉ်းစားရမယ့်အချက်ဖြစ်ပါလေ။အီရန်ဟာဒုံးကျည်ထိပ်မှုမျိုးစုံနဲ့အကွာအဝေးမျိုးမျိုးရောက်ရှိနိုင်တဲ့ပယ်ထိန်ဒုံးကျည်အစင်း2000ခန်းလက်ရှိပလီပကောက်ကိုစတင်စေခဲ့တယ်လို့အစ္စရေးကောက်ွယ်ရေးတပ်ဖွဲ့ရဲ့အကဲဖြတ်ချက်မှာဖော်ပြထားပါတယ်။ ဒုံးကြီးယာနဲ့ချီဖြစ်လူမှုကတစဉ်အစ္စရေးပိုင်နယ်ကိုချိန်ချောက်ခဲ့ပါတယ်။အီရန်ဟာနှစ်ပေါင်း20ကျော်မြားနိုင်ငံခြားမီးပညာတွေကိုလေ့လာပြီးပုံတူကူးနိုင်တဲ့ခင်မီပြည်တွင်းကာကွယ်ရေးနယ်ပယ်ကိုတည်ဆောက်နိုင်ခဲ့ပါတယ်။လက်နက်တွေကိုယ်တိုင်ထုတ်လုပ်ခြင်းနဲ့ဒုံးကြီးနဲ့ဒုံးပစ်စင်မျိုးစားများစွာထုတ်လုပ်ခြင်းဆိုတဲ့ကဏ္ဍ၃ခုကိုအလေးထားခဲ့ပါတယ်။အီရန်ဒေါ်လာရေးအဆောင်တဲ့ IRGC နဲ့အီရန်စစ်တပ်ဟာတိုက်ခိုက်မှုတစ်ခုတွင်အလွယ်တကူမဖြတ်စည်းနိုင်တဲ့လက်နက်တိုက်တိုက်ဆောက်ရမှာအလွန်ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ အထူးသဖြင့် area area နဲ့ရင်းမြင်ကဲသို့ဝေးလံခုံပြတဲ့နေရာတွေကိုပြစ်ခတ်တိုက်ခိုက်နိုင်တဲ့ Israel စစ်တပ်နဲ့လေတပ်စွန်းကြီးကိုစောင့်ကြည့်ပြီးတော့ Iran ဟာ DNA တွေကနေလွမြောက်ကိုလက်နက်တွေ drone တွေနဲ့ဒုံးပစ်စင်တွေထုတ်လုပ်တိစောက်ခြင်းကိုလေးထားခဲ့ပါတယ်။ဒါကြောင့် Iran ဟာလေကြောင်းတိုက်ခိုက်မှုကိုကာကွယ်နိုင်ဖို့ရည်ရွယ်ပြီးပြည်တွင်းထုတ်ကာကွယ်ရေးစနစ်တွေအာရှထုတ်စနစ်တွေနဲ့ရုရှားရဲ့ S300 ဒုံးကြီးကာကွယ်ရေးစနစ်တွေအပါအဝင်၎င်းရဲ့ပိုင်နယ်တလောင်းမှာလေကြောင်းကာကွယ်ရေးစနစ်များစွာဖြန့်ကျက်ခဲ့ပါတယ်။ အီရန်ကထိုင်ချတာတဲ့ဒုံပြလောင်ချာတွေရွေရှားလောင်ချာတွေနဲ့မြေအောက်လောင်ချာဆိုတဲ့ပယ်ထင်းဒုံကြည်ပြလောင်ချာစနစ်၃မျိုးသုံးနေပါလေအထိုင်ချလောင်ချာတွေဟာမြေပြင်ထက်မှာအသေးထားရှိတဲ့ဒုံပြလောင်ချာဖြစ်ပြီးအထူးသဖြင့်ဂျိုရုပုံရိပ်ကတစဉ်စောင့်ကြည့်ပြတ်မှတ်ထားဖို့ပိုးလွယ်ကူပါတယ်ရွေရှားလောင်ချာတွေကိုပုံဖြတ်ထားတဲ့တွဲရည်တွေပေါ်မှာတင်ထားပြီးတော့ခြေရာမခံမိစေဖို့မကြာခဏရွှေပြောင်းပေးရပါတယ်တချို့ရွေရှားလောင်ချာတွေကိုမြို့တွဲသို့မဟုတ်ဝေးလံခုံတည်တဲ့နေရာတွေမှာဟွက်ထားကြပါတယ်တချို့ကိုရေးပေါ်အခြေအနေတွေတက်ပြန်လာပါတယ် မြေအောင်လောင်ရှားတွေကမြောက်ကိုရီးယားနဲ့အယ်လ်ကိုင်ဒါတို့သုံးပြတဲ့စနစ်တွေခြေခံတည်ထွင်ထားပါလေ။အီရန်ဟာဒုံးကျည်တွေကိုတဲပို့ခြင်းကြီးဖြစ်ခြင်းလောင်စာဖြစ်ခြင်းဖြစ်လွတ်ခြင်းအစရှိတဲ့ဒုံးစစ်စင်ရေးတစ်ခုလုံးလုပ်နိုင်တဲ့ကြီးမားတဲ့မြေအောင်အဆောက်အဦကြီးတွေကိုတိစောက်ထားပါလေ။အီရန်ဟာအစ္စရေးသမဂ္ဂအလီနာမှာရှိတဲ့ပင်လယ်ခွေ့နိုင်ငံတွေရဲ့တိုက်ခိုက်မှုကိုတားဆီးနိုင်ဖို့ရည်ရွယ်ပြီးမြေအောင်ဒုံးကျည်စခန်းတွေကိုလူသိရှင်ကြားထုတ်ပြန်ပြခဲ့ပါလေ။အီရန်ကကွေးစမစ်ရှိအားနဲ့ချက်ကတော့ဘိုဟိုကုတ်ကဲထင်းချုံမိန်ပေးနေပုံပါ။ အစ္စရေးထောက်လှမ်ရေးအဖွဲ့အစည်းအရနယ်မြေကတမှုတွေဟာရေးပေါ်အခြေအနေမှာလွတ်လပ်စွာဆုံးဖြတ်နိုင်တဲ့အခွင့်အာဏာမရှိဘူးဆိုပါတယ်။ဒါကြောင့်အရေးပါတဲ့အေရယာရှိတွေကိုပြစ်မှတ်ထားလုံခြံတပ်ဖြတ်ခံရပြီးနောက်အခြေအနေတွေရှုပ်ထွေးနေပြီးအမိန့်ညွှန်ကြားချက်ကမပြတ်သားပဲဒုံးကျင်ပြည်မှုတုံ့ပြန်တာတွေဟာအကုန်နောက်ကျကုန်တာဖြစ်ပါလေ။အစ္စရေးဟာလုံဝဲမစ်ရှင်တွေလုံနေရမှာပေါ်တင်တိုက်ခိုက်မှုတွေလှုပ်ဆောင်လာခြင်းအစ္စရေးလေတပ် IAF ဟာဒုံးကျည်ပြစ်လွတ်နိုင်တဲ့နေရာနဲ့လက်နက်တော်တော်များကိုစတင်တိုက်ခိုက်ပြီးနောက်ပိုင်းမှာအီရန်လက်နက်စင်ဝါပြစ်မှတ်ထားခဲ့ပါတယ် ရလကတော့မျောလင့်တာတဲ့ပူကောင်းကြောင့်အစ္စရေးကဝန်ကြီးဌာနကပြောပါတယ်။အစ္စရေးစစ်လေယာဉ်တွေဟာစုံစမ်းထောက်လှမ်းမှုအချက်လက်အကူအညီနဲ့အီရန်လေပိုင်နယ်အတွင်းပြန်သန်းပြီးတော့ပစ်မှတ်တွေတက်ခတ်ခဲ့တာပါ။အီရန်တွေကမနစ်ကလို့ဒုံးကြီးတွေတလက်ဆက်ပစ်လို့ခတ်နေတယ်။ဒါသူတို့ရဲ့တပ်မှုတွေတူလောင်တဲ့နေရာတွေဒုံးကြီးလောင်ချန်စီတွေထိခိုက်သွားလို့ကိုကဲထင်းချမှုစနစ်တစ်ခုလည်းအဟန့်တားဖြစ်နေတာလို့ဆိုပါတယ်။ အစ္စရေးအီရန်ရဲ့ကျယ်ပြန့်လာတဲ့ပိုင်နယ်တွေကျန်နေသေးတဲ့အထိုင်ချလောင်ချာတွေနဲ့ရေရှားလောင်ချာစနစ်တွေကိုဆက်လက်ရှာဖွေနေဆဲဖြစ်ပါတယ်။အီရန်ကိုပြင်းထန်တဲ့ထိုးနှက်ချက်လုပ်ဖို့အစ္စရေးတဲ့ IAF ဟာဒုံးမီလောင်ချာတွေများစွာတရှိရနေရလို့ယူဆရတဲ့ area တွေပေါ်မှာလူလိုက်ပါတဲ့လေရင်များစွာနဲ့ပြန်တမ်းပြီးလောင်ချာတွေကိုအချိန်နဲ့တပြေးညီရှာဖွေဖျက်ဆီးဖို့ကြိုးပမ်းပါတယ်။ပြင်းမဲ့တွေရေရှားခြင်းလည်းမဟုတ်ကိုယ်ပြောင်ခြင်းမပြုမီချက်ချင်းတိုက်ခိုက်ဖို့တိုက်ခိုက်ရေးကျက်လက်ရင်တွေကိုအရင်သိထားပါတယ်။ အစ္စရေးရဲ့အဆက်မပြတ်လေကြောင်းတိုက်ခိုက်မှုနဲ့အီရန်ရဲ့ဒုံးကျည်လောင်ချာစနစ်တွေရောနေသွားတာအတွက်အီရန်ရဲ့ဒုံးနဲ့တိုက်ခိုက်နေဆိုလို့ဆူဆူဝါရောနေသွားမှာပါသူတို့ဒုံးကျည်တွေပြစ်လွတ်နိုင်ခဲ့ရင်လည်းဒါတွေကိုကျွန်တော်တို့ရဲ့ကာကွယ်ရေးစနစ်တွေကဟန်တားသွားမှာဖြစ်ပါတယ်ဒါစစ်တုံးရဲ့အဖွဲ့ကရောအစ္စရေးလေတပ်ပါပါနေတဲ့ရှုပ်ထွေးတဲ့ခက်ခဲတဲ့စစ်စင်ကြီးပါရတားတွေတည်ဆုံးတဲ့အရာရာရှိပေမဲ့စည်ရေးချင်တွေကတော့အတက်เสียပါလို့အစ္စရေးကဝေးအရာရှိတွေကပြောပါတယ်။ အသက်ဆက်ဆက်အီရန်စစ်ဦးစီးချုပ်အစ်တကိုအစ္စရေးကထပ်မံလုတ်ကြံတပ်ဖြတ်လိုက်လို့အီရန်တို့တော်တော်တာဟာထိုးနှက်မှုတစ်ခုဖြစ်သွားတယ်ဆိုရမှာပါအီရန်ခေါင်းဆောင်ကြီးခါမီနီရဲ့အကြီးဆုံးလူလဲဖြစ်တဲ့အစ္စရေးရဲ့ပထမတိုက်ခိုက်မှုဖြစ်တီဟီယန်မြို့ကိုဝန်တက်ရမှာတည်ဆုံခဲ့တဲ့စစ်ဦးစီးချုပ်နေရာမှာအစားဝင်တာရပ်ပိုင်းတာရှိတဲ့အီရန်စစ်ဦးစီးချုပ်အစ်တအလီရှာမာနီကိုထပ်မံရှင်းလင်းနိုင်ပြီလို့အစ္စရေးကထုတ်ပြန်ပါတယ် ထုတ်ပြန်ချက်မှာအီရန်နိုင်ငံတွင်စစ်ဝင်နေရယူထားပြီးတဲ့အထူးထောက်လှမ်းရေးတပ်ရဲ့အားကြီးပြတ်မှတ်တွေ့ရှိခြင်းချင်းတွေရအစ္စရေးလက်ကျောင်းကုကဲမှုဌာနတို့နဲ့ပူးပေါင်းပြီးအလီရှာမာနီတီရှိရနေရကိုအတိအကျတီးရှိလို့ဖိုက်တာဂျက်လီအင်းနေနဲ့ပြစ်ခတ်ရှင်းနေကြတာပါအစ္စရေးရဲ့ Rising Lion စစ်စင်ရဲ့ပထမဆုံးရက်ကတော့အီရန်ကိုတိုက်ခိုက်ခဲ့မှုပါအဲ့ဒီမှာစစ်ဝန်စီချုပ်အလန်အာလီယာရှစ်သေဆုံးခဲ့ပြီးတော့အလီခမနီယာ ဒီရှမ်းမာနီကိုလက်နက်ကင်တပွဲအရေးပေါ်ဌာနချုပ်နဲ့အစ္စရေးတော်လှန်ရေးစောင့်တဲ့ IRGC တို့ရဲ့အမြင့်ဆုံးစစ်မှုစစ်ချုပ်ရာတို့ခန့်အပ်ခံရပါတယ်။အစ္စရေးတပ်ခိုက်မှုဟာအီရန်ထူးစစ်ကောင်စုံကိုရပိုင်းတွင်ရှင်းလင်းနိုင်ခဲ့ရမှာ IRGC တပ်ချုပ်ဟူစိန်ဆလာမီစစ်မှုစစ်ချုပ်မိုဟာမက်ဘာဂရီ IRGC စစ်တော်လှန်ရေးအကြီးအကဲမိုဟာမက်ကာစီမီပါဝင်တခြားစစ်ကောင်စုံတွေနဲ့နျူကလ িয়ার သိပ္ပံပညာရှင်တွေပါတေဆုံးခဲ့ရပါတယ်။ ကူရ်ဘတ်အစိုးရကလည်းအီရန်ဆိုရမီဒီယာသတင်းအေဂျင်စီကတိဟီရန်မြို့တွင် အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ဒပြိုင်နက်ကာဗွန်ကွဲမှုကြောင့်နျူကလ িয়ার သိပ္ပံပညာရှင်များစွာသေဆုံးခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။အစ္စရေးဝန်ကြီးချုပ်ဂျမနီဒါညာဟုကတော့အီရန်ဒီပတိကြီးခါမီနီကိုရှင်းပြခြင်းကသာပဋိပက္ခအဆုံးသတ်ရန်ရောက်နေမယ်လို့ပြောပါတယ်။အီရန်နိုင်ငံဒီပတိကောင်တော်ကြီးအလီခါမီနီကိုတက်ဖြတ်လိုက်ခြင်းဟာအစ္စရေးနဲ့အီရန်နိုင်ငံကြားပဋိပက္ခကိုအရှိန်မြှင့်လာမှာထက် စစ်ပွဲအဆုံးသတ်မဲ့နီးလန်းရဲ့ယုံကြည်ကြောင်းအစ္စရေးဝန်ကြီးချုပ်နေတာညာဟုက ABC သတင်းဌာနနဲ့အင်တာဗျူးမှာပြောပါတယ်။အစ္စရေးကငင်းချင်းရေးဆွေးနွေးပွဲတွေလုပ်ခဲ့ပြီးတော့အခွင့်အရေးတွေပေးပြီးပြီ။ကျွန်တော်တို့သိခံခဲ့ပြီးပြီ။တမရထွက်လို့ခြင်းရဲ့ရလက်ကိုစေစစ်ညှိနှိုင်းမှုတက်နိုင်သမျှလုပ်ခဲ့ပေမဲ့ဒီလမ်းကြောင်းမှာအမေရိကန်နဲ့ညှိနှိုင်းနေချိန်မှာအီရန်ထိပ်တန်းကောင်းဆောင်ကမ်ပဏီကအစ္စရေးကိုတေဖို့ပဲနေတိုင်းလို့လို့သူဆန္ဒရှိနေတယ်။ဆွေးနွေးပွဲတွေကလည်းအပေါ်ယံမယ်လို့အစ္စရေးကပြောပါတယ်။ဒါကြောင့်ကမ်ပဏီတေမှသာဖြစ်မယ်လို့ပြောပါတယ်။ မကြာသေးမီရက်တွေအတွင်းကအစ္စရေးရဲ့ကမ္ဘာနီကိုတပ်ဖြတ်မှုစီစဉ်ဖို့အမေရိကန်ကပေးချခဲ့ပါတယ်။အီရန်ထိတ်တန်းကောင်းဆောင်ကိုပြစ်မှတ်ထားရှင်းမဲ့အစ္စရေးရဲ့အစီအစဉ်ဖို့အမေရိကန်ကပေးချတာဟာပဋိပက္ခတွေတိုးလာမှာမဟုတ်ပဲအစုံသက်သွားမှာလို့တေချာပြန်ဖြေကြားခဲ့တာဖြစ်ပါတယ်။အစ္စရေးဝန်ကြီးချုပ်ပဂျမင်နေတာညာဟုဟာဇွန်16ရက်နေ့ကသတင်းစာရှင်းပွဲတစ်ခုမှာလဲအစ္စရေးဟာအီရန်ရဲ့နျူကလ িয়ার ချင်းချောက်မှုကိုဖယ်ရှားဖို့လိုအပ်ကြောင်းပြောပြီးတော့ အီရန်ဟာစစ်စက်ညနိုင်ရင်ကိုပြန်ပြန်သွားဖို့ကြိုးပမ်းနေတဲ့ဆွေတဲ့တဲ့တွေကိုလည်းအံ့ဩမနေတော့ဘူးဆိုပါလေ။အစ္စရေးကအရင်တော့ကလည်းတနမန်ရေးရလှုပ်ဆောင်ခဲ့ပေမဲ့ဒီအီရန်ကသူ့ကိုစန့်ကျင်နေတယ်ဆိုတာမြင်တွေ့ခဲ့ရကြောင်းဒေတာညာဟုတ်ကပြောပါလေ။အီရန်နိုင်ငံမှာရုံးမြင့်တန်းကြားဌာနချုပ်ကိုအစ္စရေးကတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးမေးမြန်းရမှာဒေတာညာဟုတ်ကအီရန်မြို့တွေကဒီရက်ဆက်ကျဉ်ထုတ်တဲ့အစိုးရစီကနေလွတ်မြောက်ဖို့ကြိုးပမ်းနေတာပါ။ကျွန်တော်တို့ကလည်းတအားကူညီနေတာပါလို့ဆိုပါလေ။ လောလောဆယ်မှာအီဇွေနဲ့အီရန်ကြားထဲမှာတင်းမာမှုတွေဟာဇက်တိုက်ဆိုသလိုဆက်ဖြစ်နေတာပဲဖြစ်ပါလိမ့်။အီရန်တို့ရဲ့ဒုံးပစ်စင်သုံးဖို့တဘုံကိုဖျက်ဆီးနိုင်ခဲ့ပြီးတီဟီရန်မျိုးပုံကိုလေကြောင်းအရပြေဝထိန်းချုပ်ထားပြီလို့အီဇွေကပြောလာပါလိမ့်။တီဟီရန်ပြည်သူတွေဘေးလွတ်ရာပြောင်းမှုနဲ့တတိပေးနေပါလိမ့်။အီဇွေနဲ့အီရန်တိုက်ခိုက်မှု၄ရက်မြောက်နေ့ရောက်လာတဲ့ချိန်မှာတီဟီရန်ကိုလေကြောင်းဆစ်စင်မှုအရအပြေဝထိန်းချုပ်လိုက်ပြီလို့အီဇွေဘက်ကပြောပါလိမ့်။ ကျွန်တော်တို့အနေနဲ့အီရန်ဆိုရရဲ့မြေပြင်ကနေမြေပြင်ဖြစ်မဆိုင်နေဖြစ်စဉ်တွေသုံးဖို့ရုံကိုဖျက်ဆီးနိုင်ခဲ့ပြီလို့အစ္စရေးစစ်တပ်ကပြောရေးဆိုခွင့်ရှိတဲ့ဗိုလ်မှူးချုပ်အဖီဒါဖရင်ကပြောပါတယ်အစ္စရေးဖိုက်တာဂျက်တွေဟာတော်လေးကို တာတိုနေထားကနေပယ်ထင်းဘုံတွေချဲချနေတာပါခရုစ်မစ်ဆိုင်တို့တာဝန်ပြစ်ပေါ်အားထားစရာမလိုတော့တဲ့အနေအထားတွေ့ရတယ်ပြောပါတယ်တီဟီရန်ကိုနောက်ထပ်လေကြောင်းတိုက်ခိုက်မှုဆက်လုပ်နေပြီတီဟီရန်နေရာတချို့ကအီရန်ပြည်သူတွေအနေနဲ့ဘေးလွတ်ရာကိုပြောင်းရွှေ့ဖို့အစ္စရေးစစ်တပ်ကတတိပေးထားပါတယ် အီရန်နိုင်ငံဂျာအိဝန်ကြီးဌာနကတော့အီရန်နောက်ဘက်ကဆေးရုံတစ်ခုကိုအစ္စရေးတို့ပြစ်မှတ်ထားထိမှန်ခဲ့တယ်လို့ဆွဆွဲပါတယ်။ဖရာနောက်တိုက်ခိုက်တာဟာနိုင်ငံတကာဥပဒေကိုကြီးကျယ်ချိုးဖောက်တာဖြစ်ပြီးဒါဟာစစ်ရောက်စင်မှုပဲလို့အီရန်နိုင်ငံဂျာအိဝန်ကြီးဌာနကပြောပါတယ်။အီရန်တို့ရဲ့ဒုံးကြီးတွေကလည်းအစ္စရေးတို့ရဲ့ဒုံးစနစ်ကိုဖောက်ဝင်ပြီးကာကွယ်ရေးဌာနချုပ်ကိုထိမှန်ပါတယ်။အစ္စရေးပြည်သူများစုကဒီအိုင်အွန်ဒုံးစနစ်ကိုအီရန်တို့ရဲ့ဒုံးကြီးတွေမဖောက်နိုင်ဘူးလို့ယုံကြည်ခဲ့ရတာနဲ့အခုတော့ သူတို့ထင်တာသူတို့မဟုတ်တဲ့အတွက်ကြောင့်တော်တော်လေးကိုကြောက်ရွံ့နေပါလေ။ EM ဘက်မှာတော့၄ရက်တွင်တိုက်ပွဲမှာလူပေါင်း224ဦးထက်မနည်းသေဆုံးခဲ့တယ်လို့သိရပါဗျ။ဣဇွေတို့ရဲ့တိုက်ခိုက်မှုကြောင့်အီရန်ရဲ့အကြီးဆုံးယူနီယံတပ်စင်အစိုးရထိခိုက်ပျက်စီးခဲ့ပြီးနောက်အပြည့်ရဲ့ရေကိုအီရန်ကတောင်းဆိုနေတယ်လို့အတည်မပြုနိုင်တဲ့သတင်းတွေရတော့ဆိုပါတယ်။ဣဇွေနဲ့အီရန်ကြားအသေးပြောက်များတဲ့စစ်ပွဲဟာမရေမြောင်းနေရောက်ရှိလာခဲ့ပြီးအီရန်ရဲ့အကြီးဆုံးယူနီယံတပ်စင်အစိုးရကကြီးကြပ်ထိခိုက်ပျက်စီးခဲ့ရပါတယ်။ ကုလသမဂ္ဂနျူကလ িয়ার စောင့်ကြည့်ရေးအဖွဲ့ကထုတ်ပြန်ပြီးနောက်ပြစ်ခတ်ရဲစဲဖို့အီရန်ဘက်ကတောင်းဆိုလိုက်တယ်လို့ရိုက်တာသတင်းကပြောပါတယ်ရန်ကန်သမ္မတထရန်ရဲ့ဩဇာလွန်မှုနဲ့အစ္စရေးဝန်ကြီးဗီဂျမနီတာညာဟုအားချက်ချင်းပြစ်ခတ်ရစေရတဲ့အိုမန်ကာတာနဲ့ဆော်ဒီတို့ဟာဖိအားပေးဖို့အီရန်ကတောင်းဆိုပါတယ်။အပြန်အလှန်အနေနဲ့အီရန်ဟာနျူကလ িয়ার စစ်ဆင်ညီနယ်မှုတွေလိုက်ရောညှိတွေရှိမှုကိုပြသမယ်လို့ဆိုပါတယ်။မနေ့ကအစ္စရေးတိုက်ခိုက်မှုကြောင့်အီရန်ရုတ်တံလွင်ဌာနကိုလည်းထိမှန်ခဲ့ပါတယ်။ထွက်ပေါ်လာတဲ့ဗီဒီယိုတွေအရပောက်ကွဲမှုကြောင့် တရင်ဖတ်ကြားတဲ့ပရက်ဇန်တာဟာထိုင်ကုန်ကနေအမြန်ထွက်ပြေးသွားပါတယ်။အဲဒီဆောင်ဝါအီရန်လက်နက်ကတပ်ဖွဲ့များတုံးပြတဲ့ဆက်သွယ်ရေးစင်တာတစ်ခုလည်းဖြစ်ကြောင်းအစ္စရေးစစ်တပ်ကပြောပါတယ်။လက်ရှိအခြေအနေအရဆိုရင်တိုက်ပွဲတွေဟာဆက်ဖြစ်နေလို့အတွက်အီရန်မှာတည်ဆုံးခဲ့တဲ့ဗိုလ်ချုပ်ကြီးတွေပညာရှင်တွေအတွက်ဇာဗနာခံတာကိုအခြေအနေအရမကျင်းပဖြစ်သေးဘူးလို့အီရန်စစ်တပ်ကပြောပါတယ်။အစ္စရေးတွေရဲ့ဇွန်17ရက်နေ့ကတိုက်ခိုက်မှုကြောင့် ကြောက်ဆုံးခဲ့တဲ့သူတွေအတွက်ဇာပနာခံတော်ကိုဇိုးစက်ကွန်မှာကျင်းပဖို့မူလကစီစဉ်ထားပေမဲ့အခြေအနေအရကျင်းပဖြစ်မှာမဟုတ်တော့ဘူးလို့အီရန်စစ်တပ်ကသတင်းထုတ်ပြန်ပါတယ်။ဇာပနာခံတော်ကျင်းပဖြစ်မဲ့နေရာနဲ့နေရာကိုထပ်မံသတင်းထုတ်ပြန်မယ်လို့ဆိုပါတယ်။အစ္စရေးတိုက်ခိုက်မှုကြောင့်တေဆုံးခဲ့ရတဲ့အီရန်စစ်ဗိုလ်ချုပ်တွေနဲ့နျူကလ িয়ার ပညာရှင်တွေဇာပနာကိုတီဟီရန်မြို့တော်မှာ စောစခုမနဘမှာအကျင်းပါဖို့ကနဦးစီစဉ်ထားပြီးပြည်သူတန်းချီတယောက်မှဖြစ်လို့အကြီးကျယ်ဆုံးဂုဏ်ပြုလေးပြုခံတာတွေဖြစ်တယ်လို့မူလကသတင်းပြုထားတာဖြစ်ပါလေ။ဒါမဲ့အဲ့လိုမျိုးလူစုလူဝေးနဲ့ရှိရင်အစ္စရေးကဘုံကျက်တိုက်ခိုက်မှာကိုလည်းစိုးရိမ်နေတာဖြစ်ပါလေ။အိန္ဒိယခရီးသည်နဲ့လင်ကြီးပြကြမှုကြောင့်သေပြောက်ဟာ190တိမြင့်တက်လာပါလေ။အိန္ဒိယဆရာဝန်များဖွဲ့ကဇွန်12ရက်နေ့အိန္ဒိယလေကြောင်းပိုင် ခီးတဲ့လင်းဖြစ်ကြကြရနေရာကနေရုံလောင်း၂80ရှာဖွေတွေ့ရှိထားပြီးစောစံ9ရက်နေ့ညပိုင်းမှာတရေထုတ်ပြန်ခဲ့ပါတယ်ပြည်ထောင်နိုင်ငံလန်ရမျိုးစီထောက်ခွာသွားတဲ့လင်းကြီးဟာအမတ်တာပဲမျိုးလေးစိတ်ကနေပြန်တပြီးမိနစ်ပိုင်းတွင်ဖြစ်ကြခဲ့တာပါလင်းရာပြိုတွေကစေးကြောင်းသားအဆောင်တစ်ခုစီထိုးစင်ခဲ့ပြီးပောက်ကွဲမိလောင်ခဲ့လို့လိုက်ပါသူ140ဦးထဲမှာအသက်40ရွယ်ပြည်ထောင်နိုင်ငံသားတို့လည်းတည်ဆုံခဲ့ပါတယ် အာရာဘိုင်းတွေကလရင်ပြကြတဲ့အချိန်မြေမြေပေါ်မှာကြန့်ရှိသူတွေဘလောက်များနေလဲဆိုတာအတိအကျဆန်းစစ်ဖို့စူးစမ်းနေဆဲဖြစ်ပြီးပြက်ကြတဲ့နေရာမှာနောက်ထပ်ရုပ်လုံးတွေရှာဖွေနေပါတယ်။လက်ရှိအချိန်တွေကလရင်ပေါ်ကခရီးသည်တွေနဲ့မှုထမ်းနေပြီးမြေမြေမှာရှိနေသူနောက်ထပ်29ဦးသေဆုံးခဲ့ပါတယ်။ကယ်ဆယ်ရေးဘွဲ့တွေကရှာတွေ့ထားတဲ့အလောင်းတွေကို DNA စစ်ဆေးတဲ့အခါမှာဘယ်သူဘယ်ဘွားဆိုတာခွဲခြားနိုင်မှုစူးစမ်းနေပါတယ်။တည်ဆုံးသူတွေထဲမှာအိန္ဒိယနဲ့ပြည်နယ်နိုင်ငံသားအများအပြားပါဝင်ပြီးအဲ့ဒီနိုင်ငံတွေမှာအောက်မေ့ဝယ်ခန်းသားတွေကျင်းပနေပါတယ် နေပြရတဲ့အကြောင်းကိုအိန္ဒိယလေကြောင်းမလို့တစဆစစေးဗီဒီယိုကဥဆောင်ဆစစေးနေပြီးလက်တော်မှာတော့ကြီးညာချက်မထုတ်ပြန်သေးပါဘူး။တိုက်စုံသူတွေမိသားစုကတော့တက်တန်း၁၁နှစ်သားရှိသေးတဲ့ Boeing 787-8လေယာဉ်ဘာကြောင့်ပြတ်ကျသွားလဲစောင့်ဆိုင်းနေပါတယ်။အတီးမပြုတ်နိုင်သေးတဲ့သတင်းတွေအရဆိုရင်လေယာဉ်မူရဲ့ထိုင်ခုံဟာအန်ချော်နေတဲ့လို့ကြောင့်လေယာဉ်ဟာမော်မော်တက်တဲ့အခါမှာလေယာဉ်မူဟာ ထိုင်ခုံနောက်ဆုတ်သွားကြောင်းဒါကြောင့်လေယာဉ်မူဟာဆွဲမိဆွဲရအနေနဲ့ကိုယ်အနေနဲ့ လေရင်တောင်ပန်းတွေကိုသိမ်းတဲ့အရှင်လျှော့တဲ့မောင်းတပ်ကိုဆွဲမိသွားတယ်လို့အတိမပြုတ်နိုင်တဲ့ဒရင်တွေရတော့ထွက်နေပါတယ်။ဒါကြောင့်လေရင်ကြီးဟာအထက်ကိုမပြန်တတ်တော့ဘဲဝစ်ဆင်းသွားပြီးအောက်ကိုပြက်ကျသွားတာလို့ဆိုပါတယ်။ပြီးခဲ့တဲ့တရေဘက်ကတော့ဝူဂျီချုပ်မူရီဟာအာမက်တာဘမျိုးစီရောက်လာပြီးလေရင်ပြတ်တဲ့နေရာမိနစ်20လောက်လှည့်ပတ်ကြည့်ရှုပါတယ်။သူဟာဒူဒီတော်အသက်ရှင်ကျင်သူခီးတဲ့ဘီရှွာကူမားနဲ့လည်းဆေးဥမှာတွေ့ပါတယ်။ အန္ဒီယာလေကြောင်းလိုက်ရမှုဆောင်ရရှိကြောင်းကမ်ဘယ်ဝီဆန်အားလည်းလေရင်ပြတ်ကျတဲ့နေရာစီရောက်ခဲ့ပြီးဖြစ်စဉ်နဲ့အားလုံးအတွက်တုံ့လောက်ကြေကွဲမိကြောင်းသတင်းတောက်တွေကိုပြောပါတယ်မရိကန်နိုင်ငံမီနီဆိုတာပြည်နယ်မှာအမတ်တွေကိုပြစ်ခတ်တပ်ဖြတ်ခဲ့သူဟာတခြားအမတ်တွေကိုလည်းတပ်ဖြတ်ဖို့စီစဉ်ခဲ့တယ်လို့ဆိုပါတယ်။မရိကန်နိုင်ငံမီနီဆိုတာပြည်နယ်မှာလွတ်တော်မတ်တွေနဲ့အိမ်တော်မတ်တွေကိုပြစ်ခတ်တပ်ဖြတ်မှုကြောင့်ဖမ်းဆီးခံရတဲ့ဘန်စပိုးအက်တာဟာတခြားနိုင်ငံရေးသမားနှစ်ဦးရဲ့နေအိမ်တွေကိုတွားရောက်ခဲ့ကြောင်းအမေရိကန်ရှေ့နေတွေကပြောပါတယ်။ ပန်မိုးတာအရင်ပြစ်ခတ်မှုကိုလုံဆောင်ခဲ့တဲ့ညကပဲပြည်နယ်တွင်းမှာရှိတဲ့တခြားနိုင်ငံရေးသမားနှုတ်ဦးတက်မနေနေအိမ်တွေကိုသွားခဲ့ကြအောင်အမေရိကန်ရှင်းနေကျိုးဂျိုးဆက်သွန်ဆင်ကပြောပါတယ်။သနသမားရဲ့ရာဇမှုဆိုင်ရာသေးသေးချက်လက်တွေကတကယ်ကိုဆိုးလွန်ပါတယ်။ဒါတွေကကြောက်မဖွယ်ကောင်းတဲ့အဖြစ်ဆိုပါလို့ရှင်းနေသွန်ဆင်ကပြောပါတယ်။သနသမားကားထဲမှာဥပဒေပြုမဲ့ဒါဆိုင်ပေါင်းများစွာရဲ့နာမည်တွေပါတဲ့စည်းရုံးရှာဖို့တွေ့ရှိထားပါတယ်။နိုင်ငံရေးလှုပ်ရှားတဲ့ဖြစ်မှုကရှားပါတယ်။ဒါတွေကကျွန်တော်တို့ရဲ့ဒီမိုကရေစီအနှစ်သာရကိုတိုက်ခိုက်တာပါလို့ဆိုပါတယ်။ ပြည်နယ်အုပ်ချုပ်မှုတေဝါစကသလသမားတွေဟာဒီပြစ်ခတ်မှုကိုနိုင်ငံရေးရွေးချယ်နဲ့လှုပ်ဆောင်ခဲ့တယ်ဆိုပါတယ်။ခရိုင်ဆိုရရှိနေမယ်ရီမာရီယာဒီကသလသမားကိုပထမဆုံးလူသတ်မှုနဲ့ဆွဲချက်တင်မှုကြိုးပမ်းမှာဖြစ်ပြီးပြည်တဲ့အနေနဲ့လူငယ်ချမ်းသာမှုမပေးဘဲတသက်တကျောင်းချခံရမယ်ဆိုပါတယ်။ဒီနိုင်ငံမှာမြင်လာရတဲ့အကြမ်းဖက်မှုတွေကပုံမှန်ဖြစ်လာလို့မရပါဘူး။နိုင်ငံရေးကွဲပြားမှုကိုဒီဒီလက်နဲ့ဖြေရှင်းလို့မရပါဘူး။ အခုချိန်ဟာဒီနိုင်ငံရဲ့အဓိကတန်ဖိုးတွေကိုပြန်ပြီးရရှိအောင်လှုပ်ဆောင်ချိန်ပါကျွန်တော်တို့တူးချင်းစီတိုင်းလှုပ်ဆောင်နိုင်ပါတယ်လို့ပြည်နယ်အုပ်ချုပ်ရေးမှူးတင်ဝက်စ်ကပြောပါတယ်တန်တရားရှိသူတနက်တပားဟာလုံဘာသာရေးကရှိုင်းတယ်လို့ဆိုပါတယ်အမေရိကန်သမ္မတထရန့်ရဲ့မဲဆွတ်စီအိုအေတွေကိုလည်းတက်ရောက်ခဲ့ကြောင်းဆိုပါတယ်တနက်သမားကားထဲမှာသမ္မတထရန့်ဆိုရအာဆန္ဒပြခဲ့တဲ့ no king ချစ်တဲ့ပွဲအတွက်လက်ကမ်းကြော်ညာတွေတခြားဥပဒေပြုအမှတ်တွေရဲ့အမည်တွေပါတဲ့မဲဆွတ်စာအုပ်မှာတွေ့ရှိခဲ့ပါတယ် အဲ့ဒီဆင်းမှာဆိုရင်ကိုဝင်ဖြစ်ချခွင့်လှုပ်ရှားသူများနဲ့ကျဲမာရေးဆောင်ရှုံးမှုရရှိတဲ့အမည်တွေလည်းပါဝင်ပါတယ်။ဇွန်၃ရက်နေ့တနပိုင်းရက်သတင်းသမားပြခတ်မှုကြောင့်လွတ်တော်အမတ်မယ်ရီဇာဟော့မန်နဲ့ခင်မိုးတဲ့တို့တည်ဆုံခဲ့တယ်လို့လွတ်တော်အမတ်ဂျော်အေဟော့မန်နဲ့သူစနီတို့လည်းတင်ရရပါတယ်။သူတို့နှုတ်ဦးလုံးဟာပြည်နယ်ဥပဒေပြည်လွတ်တော်မှာကိုဝင်ဖြစ်ချခွင့်ကိုကာကွယ်ပေးတဲ့အမတ်တွေဖြစ်ပါတယ်။ ဘရိုကလင်းပတ်ခရမှုကြောင့်မက်ခရိုတွေကတော့အဲ့ဒီတနက်သမားကိုဖမ်းဆီးဖို့လိုက်လံရှာဖွေမှုပါပြည်내သမိုင်းမှာအကြီးဆုံးရှာဖွေဖမ်းဆီးနိုင်မှုဖြစ်ကြောင်းသတင်းတောက်တွေကိုပြောပါတယ်။ရမှုကြောင့်ဘရလီကလည်းရှာဖွေဖမ်းဆီးခြင်းဟာခံမှန်းချက်အဖြစ်53နိုင်လောက်ကြာမြင့်ခဲ့ပြီးထောင်လိုင်းရေးရပေါ်များစွာနဲ့ဆွတ်လက်အောက်မှာအဖွဲ့ဝင်20ခန်းပါဝင်ခဲ့တယ်လို့သိရပါတယ်။မြောက်ကိုရီးယားကောင်းဆောင်ကင်ဂျုံဟန်ကရုရှားကိုစစ်ကူပေးဖို့အတွက်စစ်အင်အားတပေါင်းကျော်ထပ်မံဆင်လွတ်ခဲ့ကြောင်းပြည်ထောင်လိုင်းဌာနကပြောပါတယ် စေလွတ်လိုက်တဲ့စစ်သားတွေနဲ့6000ကျော်ကပြန်မလာနိုင်တော့ဘူးလို့ဆိုပါတယ်ရုရှားနိုင်ငံကားစစ်တပ်မှရုရှားတပ်ဖွဲ့တွေတို့တိုက်ပွဲတွေဖြစ်စဉ်မြောက်ကိုရီးယားစစ်သည်6000ကျော်အသေးဆုံးနဲ့အရအပြောက်ဆုံးခြင်းတွေရှိခဲ့ကြောင်းပြည်ထောင်ထောင်လိုင်းရေး MIC ရဲ့အစီအခံစာအရသိရပါတယ်အဲ့ဒီဒေသကိုစေလွတ်ခဲ့တဲ့မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တပေါင်းတစ်ဆောင်ကန်အနက်ထဝက်ခန့်ဟာအသေးပြောက်များရှိခဲ့တယ်လို့ဖြစ်တဲ့ကာကွယ်ဥကြီးဌာနကဇွန်15ရက်နေ့မှာထုတ်ပြန်တဲ့ထောင်လိုင်းရေးစီမံခန့်စာမှာဖော်ပြထားပါတယ်။ ယူကရိန်းဟာ2024ဩဂတ်လမှာကာဒေတာကိုရှက်ရှက်ပပနေဆက်ဖြတ်ကျော် ထိုးစစ်တရဆင်နွှဲခဲ့ပြီးဒီဒေတာကိုခိတ္တသိမ်းခဲ့ပါတယ်ဒါကြောင့်ရုရှားတပ်တွေကအဲ့ဒီဒေသမှာတပ်ဖွဲ့တွေပြန်လည်ခြောက်တောက်ခဲ့ရပါတယ်။ယူကရိန်းကကနဦးမှာအောင်မြင်မှုတွေရှိခဲ့ပေမဲ့နောက်ပိုင်းမှာတော့ထိုးစစ်ကပြောင်းပြင်ဖြစ်သွားပါတယ်။2025မတ်လမှာယူကရိန်းတပ်တွေစုခွာသွားခဲ့ပြီးထိုးစစ်မှာမြေပြင်ထိန်းချုပ်နိုင်ခြင်းမရှိဘဲဆုံးသက်သွားပါတယ်။ ဒါပေမဲ့အဲ့ဒီစစ်စင်ကြီးကရုရှားရဲ့ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းကိုဟန်ကြားနောက်ရှက်နိုင်ခဲ့ပြီးတခြားစစ်မဏ္ဍာမှာရန်သူတပ်ဖွဲ့တွေကိုလမ်းကြောင်းပြောင်းသွားစေခဲ့တယ်လို့ယူကရိန်းဆိုရကပြောပါတယ်။နောက်ကိုရီးယားအတွက်ဒီလိုအသေးပြောင်းလို့မြင်မာရခြင်းဟာခြေလင်စစ်တီတွေရဲ့အလွန်အန္တရာယ်များတဲ့အကြီးစားမြေပြင်ခြေမုန်းတိုက်ခိုက်မှုတွေရဲ့အဓိကအကြောင်းရင်းဖြစ်တာသိကြတယ်လို့ယူကရိန်းရဲ့အစင်ခန်းစာရဆိုပါတယ်။အဲ့ဒီနေပြူဟာရှေ့တန်းမှာတိုက်ပွဲဝင်နေတဲ့မြောက်ကိုရီးယားစစ်တီတွေအတွက်ဆုံးရှုံးမှုကြီးမားစေခဲ့ပါတယ်။ ။လက်ရှိမှာတော့ရုရှားလုံခြုံရေးကောင်စီတွင်မူစာရေးရှိုင်းကူဟာ၃လတွင်ဒုတိယအကြိမ်မြောက်ကိုရီးယားကိုတွားပါတယ်။မြောက်ကိုရီးယားကောင်ဆောင်ကင်ဂျွန်ဟန်နဲ့တွေ့ဆုံပြီးမော်စကိုနဲ့ပြုံရန်ကြားစီးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတိုးမြင့်လျက်ရှိကြောင်းပြသခဲ့ပါတယ်။ယူကရိန်းပေါ်ရုရှားရဲ့စစ်စင်ရေးအတွက်မြောက်ကိုရီးယားရဲ့ပံ့ပိုးကူညီမှုကိုလည်းရုရှားဆိုရကကျေးဇူးတင်တယ်လို့ဆိုပါတယ်။မြောက်ကိုရီးယားရဲ့စီးရေလှုပ်ရှားမှုတွေဟာဇွန်လလယ်အထိကတ်စတေတမှာကန့်သတ်နေရှိနေဆဲဖြစ်ပါတယ်။ ရုရှားပိုင်နယ်ကိုကျော်လွန်တဲ့အထူးသဖြင့်နိုင်ငံတကာကအသိမပြုထားတဲ့ယူကရိန်းနဲ့မြေတွင်တိုးဝင်ချဲ့ထွင်မှုမှန်သမျှအတွက်ပူတင်နဲ့ကင်ဂျုံတို့နှစ်ဦးလုံးရဲ့ကူးတွဲခွင့်ပြုချက်လိုအပ်မှာအသေးချာကြောင်းဗီဒိန်ထောင်လိုင်းရေးကပြောပါရယ်။ပရိပကတွင်မြောက်ကိုရီးယားစစ်သည်600ခန့်သိမ်းဆုံးပါတယ်။တောင်ကိုရီးယားတော်မကထောင်လိုင်းရေးအရင်းမြစ်ကိုကိုးကားပြီးပြောပါရယ်။ယူကရိန်းသမ္မတဇီလန်စကီးကမြောက်ကိုရီးယားတပ်ဖွဲ့ဝင်4000ခန့်သိမ်းဆုံးတဲ့အရာကြောင်းပြောပါရယ်။ကတ်စ်ဒေတာကိုထိုးစစ်စတင်ချိန်ကစပြီးမြောက်ကိုရီးယားတပ်ဖွဲ့ဝင်4500ကျော်တေဆုံးတဲ့အရာဖမ်းဆီးခံရခြင်းရှိခဲ့တယ်လို့ ယူကရိန်းစစ်အုပ်ချုပ်ကပြောခဲ့ပါတယ်